ဥဆောင်ရေးဝန်ကြီးဌာနမြန်မာမျိုးသားလေကြောင်းနိုင်ငံတော်ပိုင်လေကြောင်းလိုင်းရဲ့နှစ်ပေါင်း23နှစ်တာကာလအတွင်းပထမဦးဆုံးနိုင်ငံတကာခရီးစဉ်ဖြစ်စတင်ပြန်တမ်းမဲ့ရန်ကုန်စင်ကာပူခရီးစဉ်အသစ်ဖွင့်ပွဲခန်းနာကိုတော့ဩဂုတ်လ18ရက်မနက်9:00နာရီမှာရန်ကုန်ပြည်ပဆိုင်ရာလေစိတ်ပြည်ပထက်ခွာဆောင်မှာကျင်းပရာပြည်အောင်စုဝန်ကြီးဦးညံထွန်းအောင်ဒုတိယဝန်ကြီးဦးဟန်စိန်နဲ့အမှုဆောင်ရာရှိချုပ်ကပ္တိန်တန်းထွန်းတို့ကရန်ကုန်စင်ကာပူခရီးစဉ်အသစ်ကိုဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ် အရင်နောက်မြန်မာဒေသစံတော်ချိန်မနက်10:00နာရီခွဲမှာစင်ကာပူနိုင်ငံသို့လိုက်ပါကြမယ်ခီးတယ်များတင်ဆောင်ကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှစတင်ထွက်ခွာခဲ့ကြပါသည်။အရင်နောက်ဒုတိယဝန်ကြီးနဲ့အမှုဆောင်အရာရှိချုပ်တို့ဟာခီးတယ်များကိုရင်းရင်းနှီးနှီးတွေ့ဆုံပြီးတော့မြန်မာနိုင်ငံဒေသစံတော်ချိန်မွန်းလွဲ2:00နာရီမှာအဲ့ဒီလေရင်ဟာစင်ကာပူနိုင်ငံချန်ဂေပြည်ပြည်ဆိုင်ရာလေဆိပ်ဂိတ်အမှတ်3ကိုစိုက်ရောက်လာရာဒုတိယဝန်ကြီးအားချန်ဂီပီပီဆိုင်ရာလေဆိပ်အုပ်ချုပ်ရေးအဖွဲ့မှ CEO နဲ့ CEO Engineering မှတာဝန်ရှိသူများ စင်ကာပူနိုင်ငံဆိုင်ရာမြန်မာနိုင်ငံအတမတ်ကြီးတို့ကခရီးဥကျူဆူခဲ့ကြပါတယ်။ဒီနောက်မှာတော့ချန်ကီပီပီဆိုင်ရာလေဆိပ် အုပ်ချုပ်ရေးဖွဲ့မှ CEO ကကျူဆူနှုတ်ခွန်းဆက်စကားပြောကြားပြီးမြန်မာ National Airlines အမှုဆောင်အရာရှိချုပ်ကနိုင်ငံပိုင်လေကြောင်းလိုင်းရဲ့23နှစ်တာကာလအတွင်းပထမဦးဆုံးနိုင်ငံတကာပြန်တမ်းမှုခရီးစဉ်သစ်ရန်ကုန်မှစင်ကာပူနိုင်ငံသို့နောက်ဆုံးပေါ် Boring 737-800လေယာဉ်အသစ်ဖြင့်စတင်ပြန်တမ်းခြင်းခီးစဉ်နဲ့ပတ်သက်ပြီးတော့ပြောကြားပါရစေ။ ဒီနောက်မှာတော့ချန်ဂီပီပီဆိုင်ရာလေးစိတ်ခမ်းမမှာဒုတိယဝန်ကြီးမြန်မာမျိုးသားလေးချောင်းမှအမှုဆောင်ရာရှိချုပ်ကပတိန်တန်းထွန်းနဲ့တူစင်ကာပူနိုင်ငံရှိလေးချောင်းလိုင်းများမှတာဝန်ရှိသူတွေဟာဖွံ့ဖွဲအစီအစဉ်များကိုဖွင့်လှစ်ပေးခဲ့ကြပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံဒေသစံတော်ချိန်ညနေ9နာရီခွဲမှာချန်ဂီပီပီဆိုင်ရာလေးစိတ်မှရန်ကုန်မြို့သို့လိုက်ပါကြမဲ့ခီးတယ်များတင်ဆောင်ကပြန်လည်ထွက်ခွာခဲ့ရမှာတော့ရန်ကုန်ပီပီဆိုင်ရာလေးစိတ်ကိုပြန်လည်ရောက်ရှိခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။